ိတ်ဤထွက်ပေါက်များတရားဒေသနာတော်ထွက်ပေါက်ဆိုတာကိုပါဠိဘာသာနဲ့ဘုရားမြတ်စွာကနေတရဏဆိုစကားလုံးကိုအသုံးပြုတာနေတရဏဆိုတာထွက်ပေါက်ပဲတစုံတစ်ခုအခိုက်အခဲအခက်အခဲအကြက်တဲတွေနဲ့ဂျုံတွေ့နေတဲ့အခါ လူတွေကထွက်ပေါက်ရှာလေးရှိကြတယ်ပေါ့။လောင်ပိတ်မိနေပြီဆိုလို့ရှိရင်ပုပ္ပုဆိုးလာပြီးတော့ပေါက်ကွဲသွားရတဲ့လေတောင်မှပဲလောင်ပိတ်ထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်လူတွေရဲ့စိတ်ဟာလည်းပဲထွတ်တူပဲထပ်ပေါက်မပေးပဲနဲ့ စိတ်ရဖြစ်စည်းမှုတွေချုပ်တီးထားမယ်ဆိုလို့ရှိရင်ပေါက်ကွဲသွားနိုင်တယ်။ဒါကြောင့်မလို့နှလုံးကွဲတာလို့အရပြောနေဆိုရင်အသေးကွဲတာလို့ဘာလို့ဖြစ်တာမင်္ဂန်နဲ့ထွက်ပေါက်တစ်ခုရဖို့အမတန်မှအရေးကြီးတယ်ထပ်ပေါက်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားက စိတ်ရထပေါက်များဆိုတာအမြဲတမ်းမှတ်သားစရာကောင်းလက်တွေ့လဲကြဘုန်းကြီးတို့ရဲ့နေစဉ်ဘဝမှာစိတ်နဲ့ပတ်သက်ပြီးတော့အကြတဲ့တစုံတရာတွေ့လာမယ်ဆိုလို့ရှိရင်ဟောဒီထပ်ပေါက်များကိုအသုံးချပြီးတော့ဖြေပြောင်းလို့ရနိုင်တယ်နောက်ဆုံးမှာစိတ်ဟာလွံ့မြောက် လုံးဝနှွံ့မြောက်သွားတဲ့အခြေအနေတစ်ခုရောက်ရှိသွားတယ်။လုံးဝနှွံ့မြောက်သွားတဲ့အခြေအနေရောက်တဲ့စိတ်ဓာတ်ကလေးဟာဘယ်ခါကာလမှ ပြန်လဲပြီးတော့ညစ်နွမ်းလာတဲ့ဆိုတာမရှိဘူး။ဘယ်ခါကာလမှပြန်လဲပြီးတော့လှုပ်ရှားလာတာဖိစီးလာတာမရှိတော့ဘူး။စိတ်ရဲ့လှုပ်ရှားမှုများကို emotion လို့ခေါ်တယ် စိတ်ရဲ့ဖိစီးမှုတွေကို stress ဒီကနေ့ခေတ်မှာလူတွေဟာကြီးပွားတိုးတက်အောင်ကြိုးစားအားထုတ်ကြတယ်စီးပွားရေးဘက်ကတိုးတက်လာအောင်နိုင်ငံတကာအဆင့်မိအောင်ဟိုလူဒီလူရဲ့အဆင့်တွေမိအောင်လို့ဆိုပြီးတော့ကြိုးစားအားထုတ်လာကြတဲ့အခါမှာ လူဘဝလူလောကအသုံးဆောင်နေဘက်ကလူတွေချမ်းသာလွယ်ကူမှုအတွက်အသုံးပြုစရာတွေဘက်ကအစ်မတန်မတိုးတက်ကောင်းမွန်လာတယ်ပေါ့အစ်မတန်မတိုးတက်ကောင်းမွန်လာခေါနိုင်ငံဒီနိုင်ငံခရီးသွားဖို့ဆိုလဲတက်တောင်တက်တာအချင်းတူတူနဲ့ရောက်သွားနိုင်တယ် ကိုယ်နိုင်ငံအတွင်းမှာလည်းတဏှာတဏှာသွားမယ်ဆိုလို့ရှိရင်တက်တက်သားသားအချိန်ဒိုလေးအတွင်းမှာရောက်ရှိသွားနိုင်ဒီလိုစီပေါ်ရေးဘက်ကလူတွေရဲ့အတုံးဆောင်ဘက်ကတိုးတက်လာပေမဲ့လို့စိတ်ရဲ့ဖြည့်စည်းမှုတွေကများများလာ ဒါတော့လွယ်ကူပြီးတော့တိုးတက်နေတဲ့ခင်ကြီးထဲမှာစိတ်ချမ်းသာမှုတွေပိုတိုးလာသလားလို့ဆိုရင်စိတ်ချမ်းသာမှုကပိုမတိုးစိတ်ရဲ့ဖြည့်ဆည်းမှုဌာန်တွေကပိုတိုးလာတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုတာအလေးနဲ့ထားပြီးတော့လေ့လာပြီးတော့ကြည့်တဲ့ဘုရားမြတ်စွာကနိလန်းနေပေးထားတယ်လူတွေရဲ့ လိုဘဟာဘယ်တော့မှပြည့်တယ်လို့မရှိပြည့်တယ်မရှိသည့်အတွက်ကြောင့်မပြည့်နိုင်တာကြီးကို ဖြည့်နေမယ်ဆိုလို့ရှိရင်မဆုံးနိုင်တဲ့ခရီးလမ်းကြီးကိုရှောက်နေတာဖြစ်လို့လူရည်ရဲ့စိတ်ဓာတ်ဟာလူမြဲလုံးနေမှာပဲအတ္တိတောလောကောတဲ့ဘုရားမြတ်စွာဘုရား လောကသားတွေကဘယ်တော့မှတင်းတိမ်သွားတာမရှိဘူးတဲ့ဘလောက်ပဲဖြည့်စည်းပေးဖြည့်စည်းပေးမတင်းတိမ်ဘူးကောင်းတဲ့ကောင်းအောင်တိုးတဲ့တဲ့တိုးတဲ့အောင်ဒီလိုပဲချိုးစားနေမှာပဲဘလောက်ပဲချိုးစားချိုးစားထိုကဲ့သို့ချိုးစားလာသည်နှင့်အမြတ်လူအသုံးဆောင်တွေဘက်ကတိုးတက်လာသည်နှင့်အမြတ် လူတည်းရဲ့စိတ်ထဲမှာလည်းပဲစိတ်ဖြည့်စည်းမှုဆိုတဲ့ဒဏ်ရဒဏ်ချက်တွေကလည်းပဲတိုးတဲ့တိုးလာတယ်။တက္ကမလုံးနဲ့ခြုံကြည့်မယ်ဆိုရင်ဒီတိုင်းပဲမြင်ရမယ်။အေကံကောင်းထောင်းမှလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူခွင့်ရကြတယ်။တရားကိုနှလုံးသွင်းခွင့်ရကြတယ်။လက်တွေ့ကျင့်သုံးခွင့်ရကြတဲ့ပုဂ္ဂိုလ်တွေမှာ ထိုစိတ်ဖြစ်ခြင်းမှုတန်းတွေကိုအတော်အသင့်ရှင်းချနိုင်ကြတော်အသင့်ရှင်းချနိုင်ကြရှင်းချထားတဲ့ဟာလည်းပဲအမြဲတမ်းမှန်ကန်တဲ့ဤနဲ့ရှင်းချဒီကနေ့ခင်မှာစီးပွားရေးဘက်ကတိုးတက်တယ်လို့ဆိုတဲ့နိုင်ငံအချို့မှာ ဘာတွေလဲတိုးတက်နေသလဲလို့ဆိုလို့ရှိရင် stress လို့ခေါ်တဲ့စိတ်ဖြည့်ဆည်းမှုတွေလည်းတိုးတက်နေတယ်။ဒါကြောင့်မို့ stress ဆိုတဲ့စိတ်ဖြည့်ဆည်းမှုတွေတိုးတက်လာတဲ့အတွက်ကြောင့်ထွက်ပေါက်ရှာတဲ့အနေနဲ့နီလန်းနေအသုံးချကြတယ်။ဘုရားမြတ်စွာဟောကြားတဲ့နီလန်းကိုမတွေးရှိသဖြင့်နီလန်းဖြစ်လို့ဖြစ်냐 တတလို့တတညာဆိုပြီးတော့လောကပညာရှင်တွေက stress ကိုရှော့ချဖို့ရနှီးမျိုးမျိုးနဲ့ကြိုးပမ်းလာကြတယ် psychotherapy တို့เนาะ psychiatrist တို့ psychotherapist တို့စိတ်ဖြစ်မှုတွေကိုနှီးမျိုးမျိုးနဲ့ဖြေပြောက်ဖို့ကြိုးစားလာကြတယ်မြန်မာနိုင်ငံမှာတဲ့ အနောက်နိုင်ငံတွေဥရောပနိုင်ငံတွေမှာ psychotherapy ဆိုအလုံးနဲ့စိတ်ဖြည့်ဆည်းမှုကိုရှင်းချဖို့ကြိုးပမ်းတာပုံများလာအင်းမြန်မာနိုင်ငံမှာကတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေကိုဖြန့်ဖြူးပြီးတော့နေကြလို့ထို့ထို့ကပ္ပဌာန်းရိပ်သားတွေ သွားပြီးတော့စိတ်ငြိမ်းချမ်းမှုကိုယူကြတယ်ဘုရားမြတ်စွာပေးထားတဲ့မကန်တဲ့အတွေးလေးတွေကစိတ်ဖြည့်ဆည်းမှုကိုကြောကြသွားစေနိုင်တယ်ကြည်လီဗမာလူမျိုးတွေဟာစိတ်ဖြည့်ဆည်းမှုကိုဘလို့လျှော့ချကြသလဲလူတိုင်းလူတိုင်းလောက်နေနေစဉ်းစားကြတယ် ဤသဗ္ဗိသင်္ခါရအနိစ္စသင်္ခါရတရားဆိုတာမြဲတာမှမဟုတ်ပဲလူဆန္ဒဆိုတာဘယ်ပြည့်နိုင်ပါမလဲဟောဒီအတွေးလေးတွေဟာဘုရားမြတ်စွာသင်ထားလို့မိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာဟိုပကန်းခေတ်ကစပြီးတော့မြန်မာနိုင်ငံကိုရောက်ရှိပြီးတော့ထွန်းကားခဲ့တဲ့မြန်မာလူမျိုးတွေရဲ့သွေးသားထဲမှာစိတ်ဝင်လာတဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေပဲအဲ့ဒီဗုဒ္ဓရဲ့အဆုံးအမတွေကိုမိဘဆွေမျိုးတွေရဲ့အစဉ်ဆက်ကနေပြီးတော့ဂျာဘူးနာဝါရှိလာကြတယ်သင်္ခါရဆိုတာမမြဲဘူးဘယ်ရာပဲဖြစ်ဖြစ်ကိုယ်ဆန္ဒအတိုင်းမဖြစ်ဘူးဒါတွေကအနတ္တသဘောတရားတွေပဲ ဆိုတဲ့အတွေးလေးတွေနဲ့စိတ်ဖြစ်စေမှုတွေကိုရှင်းချတဲ့နည်းလေးတွေရနေကြတယ်။အဲဒီလိုစိတ်ဖြစ်စေမှုတွေကိုရှင်းချရနေသည့်အတွက်ကြောင့်အထိုင်လျောက်စိတ်ရဲ့ထွက်ပေါက်တွေဆိုတာမြန်မာလူရဲတွေကတွေးရှိနေကြတယ်ဗော။ဒါအမတန်ကောင်းတဲ့အခွင့်ကောင်းကြီးတစ်ခုလို့လူတိုင်းကအတိမပြည့်ခြင်းမှပြုတ်မှာ။ တချို့နိုင်ငံညာသားတွေကမြန်မာပြည်လာတယ်လာရင်ကနေအကဲခတ်နိုင်ငံညာမှာနေစဉ်တုန်းကသို့မဟုတ်ရဝေးကနေပြီးတော့သူတို့မြန်မာလူမျိုးတွေအကြောင်းတမျိုးမြင်တာမြန်မာလူမျိုးတွေရဲ့အကြောင်းကိုအဝေးသတင်းအရာတမျိုးမြင်ကြဒီရောက်လာတဲ့အခါမြန်မာလူမျိုးတွေဟာပြုံးပြုံးရွှင်ရွှင်နဲ့ပျော်ပျော်ရွှင်ရွှင် မျက်နှာချီချီလင်းလင်းနဲ့နေကြထိုင်ကြပေါ့ပေါ့ပါပါနေကြထိုင်ကြသွားကြလာကြစားကြတာမြင်တော့သူတို့စိတ်ထဲမှာမဝေခွဲနိုင်ဘူးဘာကြောင့်မြန်မာလူမျိုးတွေရဲ့မျက်နှာတွေဟာရှင်လန်းနေရတယ်လဲဘာကြောင့်မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်တွေဟာကြည်လင်အေးမြတ်နေရတယ်လဲဆိုတာအကြောင်းရင်းကိုမသိလို့ရှိရင်သူတို့ဖြေရှင်းနိုင်မှာမဟုတ်ဘူး တကယ်ကတော့ဘုရားမြတ်စွာရဲ့တရားဓမ္မအရေးအောင်မြန်မာလူတွေမျိုးတွေဟာစိတ်ရဲ့ထွက်ပေါက်တွေကိုအထိုက်အလှက်ရောက်ရရှိနေကြလို့ပဲလို့ဆိုတာသေသေးချာချာစဉ်းစားကြည့်သိနိုင်ပါတယ်ဒါတချို့နိုင်ငံတွေမှာဆိုလို့ရှိရင်တက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ ပြုလုပ်ပြီးတော့တောင်းပါပဲစိတ်ရဲ့ဖြည့်စည်မှုတန်တွေကိုရှော့ချမှုဆိုတာပညာရတစ်ခုအနေနဲ့သင်နေကြအဲ့ဒါကိုဘယ်လိုခေါ်ရုံအင်္ဂလိပ်လိုတို့က MBSR လို့ခေါ်တယ်တကယ်တော့မှာ psychology နဲ့ပတ်သက်ပြီးတော့ သင်ကြားတဲ့အထက်မှာအခုက modern education မှာဒါပါတက္ကသိုလ်ပညာရပ်တစ်ခုအနေနဲ့ပို့ချလဲအမ်ဘီအက်စ်အာအမ်ဆိုတာ mindfulness ဘီဆိုတာက based အက်စ်ဆိုတာ stress အာဆိုတာ reduction mindfulness based stress reduction ဆိုတဲ့ဤပညာတစ်ခုအခြေခံအပြင်ပြောမယ်ဆိုလို့ရှိရင်တတိတရားကိုအခြေခံပြီးတော့စိတ်ဖြစ်စည်းမှုကိုရှင်းချခြင်းဆိုတဲ့အထက်ပဲဒါမြန်မာနိုင်ငံမှာတတိပ္ပံကျင့်စဉ်ပဲဘုရားမြတ်စွာဟောထားတော်မူခဲ့တဲ့တတိပ္ပံကျင့်စဉ် mindfulness based တတိတရားကိုအခြေခံပြီးတော့ စိတ်ရဖြစ်စည်းမှုတွေကိုလျှော့ချထားတယ်။ဒါကြောင့်မို့မြန်မာလူမျိုးတွေဟာစိတ်ဆင်းရဲမှုတံကိုကြားရှိမခံကြရဘူး။ထွက်ပေါက်ကလေးတွေရှိတယ်ပေါ့။အေမင်္ဂန်နဲ့ထွက်ပေါက်ကလေးတွေမြတ်စွာဘုရားဟောထားတာရှိတယ်။ဆိုင်းရဆိုင်းရထွက်ပေါက်ကလေးတွေရရှိတယ်။အမတန်ကြီးမားတဲ့အဆောက်အဦကြီးတစ်ခု လူတွေအများပြားစုယုံရောင်းရှိနိုင်တဲ့အစာအုပ်တစ်ခုစူပါမားကတ်ကြီးတို့လိုလေစိတ်အစာအုပ်ကြီးတို့လိုဒီလိုကြီးမားတဲ့အစာအုပ်ကြီးတွေမှာ exit ဆိုတာလေးတွေရှိတယ်။အေးလင်းညာနဲ့ခရီးသွားတဲ့ပုံကိုယ်တွေလည်းတွေ့ကြပါလိမ့်မယ်။ မတော်တဆအန္တရာယ်ကျုံးလာလို့ရှိရင်ထပ်ပေါက်ဆိုတာလေ exit ဆိုတာလေပြတာစိတ်ကြရေးရနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲစိတ်ဆိုတာအာယုံရဲ့ဖြစ်စည်းမှုတွေပေါ်မှာစဉ္ညင်သုံးသပ်မှုဖြစ်ပြောင်းနိုင်မှုထပ်ပေါက်မရဘူးဆိုလို့ရှိရင်စိတ်ဖြစ်စည်းမှုတွေများလာတတ်တယ် ဲ့ဒီလိုများတဲ့အခါမှာမကန်နဲ့ထွက်ပေါက်ကလေးတွေရအောင်ရှိဖို့လိုအပ်တယ်တဲ့အဲ့ဒါကြောင့်လို့ဒီကနေ့စိတ်ရဲ့ထွက်ပေါက်များလို့ဆိုရတယ်စိတ်ဆိုတဲ့နေရာမှာစိတ်ရဲ့ထွက်ပေါက်ဟာဘယ်မှာရှာရမှာတော့စိတ်မှာပဲပြန်ရှာအစာဦးကြီးတစ်ခုရောက်နေတဲ့ပုံကိုထိုးအစာဦးတွေကထွက်ချင်လို့ရှင် exit ဆိုတာကိုရှာရတယ် အဲ့ဒီထွက်ပေါက်ကနေထွက်ရအဲ့ဒါလိုပဲစိတ်ဖြစ်စည်းမှုကြောင့်စိတ်ထဲမှာအကျဉ်းချက်တွေဖြစ်ပေါ်နေတယ်ဖြစ်ပေါ်နေလို့ရှိရင်ဘယ်လိုလုပ်ပြီးဒီအကြက်တဲကထွက်မလဲလို့ဆိုတာစိတ်ထဲမှာ